ကျလာပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေလုပ်ငန်းစည်းဝါးတွေလုပ်ပိုင်တဲ့အခါမှာလူမှုဆက်ဆံရေးကိုဂရုစိုက်ဖို့လိုရပြကိုယ့်ရဲ့စားတောက်သူတွေကိုယ့်ရဲ့ဝယ်သူတွေရဲ့လိုအပ်ချက်တွေကိုအာရုံစိုက်ပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေကိုတက်လိုက်ဆိုကိုယ့်ဘက်ကဖြည့်ဆွတ်ပေးရင်လည်းကောင်းမွန်ပြည့်ပြည့်တဲ့ဆက်ဆံရေးဒါရှိမှာဆိုရင်လုပ်ငန်းစည်းဝါးကိစ္စတွေတိုးတက်မဲ့လာတလာဖြစ်တယ်အဲတနင်္ဂနွေသားသမီးတွေဒီ6လပိုင်းထဲမှာကိုယ်တိုင်ဦးစီးလောက်ကင်မှာပြီးမဲ့လုပ်ငန်းစည်းဝါး တာဝန်လေးတွေများပဲလာတာလည်းဖြစ်တယ်။ဝေချိကနဲ့ပတ်သက်ရင်ဝေငွေချင်းမိတ်ခွဲ့ပြီးတော့ဝေဝင်လန်းတွေပွင့်မဲ့လာတာဖြစ်တယ်။ဒီလမှာငွေကိုရင်းပြီးတော့လောက်ကైဆောင်ရဲရမယ့်ကိစ္စလေးတွေများနိုင်တယ်။တရွေ့သားသမီးတွေထဲမှာငွေချင်းလိုအပ်ချက်တွေနဲ့အဆင်မပြေတာတွေရှိနေတဲ့ဆိုရင်အဲ့အဆင်မပြေတာတွေကချောမွေပြီးတော့လမ်းပွင့်မဲ့လာတာလည်းဖြစ်တယ်။ဝေချင်းကိစ္စတွေကကိုကြံစီကြံစီတို့မျိုးကိုပြန်ရနိုင်တဲ့ကောင်းကင်ရှိတဲ့လတ်တလာလည်းဖြစ်လေကြ။ စိတ်ပြန်လက်မြန်လုံတက်တဲ့အချင်းရှိတဲ့တနင်္ဂနွေသားသမီးတွေကအလုပ်ကိစ္စအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်ဥစားဦးစီးပြီးလုပ်ရတဲ့ကိစ္စတွေနဲ့ပတ်သက်ဒီတာထဲမှာစိတ်ရှည်တိခတ်တတ်ဖို့လိုတယ်ဗျဒီအလုပ်ကိစ္စတွေအိမ်တော်ရေးကိစ္စတွေကိုကိုယ်တိုင်ဥစားဦးစီးပြီးလုပ်ရမယ့်ကိစ္စတွေကစိတ်ရှည်ပြီးအချိန်ပေးမှအောင်မြင်မှုကောင်းကောင်းရမယ်လားတလားလည်းဖြစ်နေတယ်လူတွေနဲ့ပတ်သက်ရင်ဒီလကတနင်္ဂနွေသားသမီးတွေစိတ်ရှည်တိခတ်တတ်ဖို့တော်တော်လေးအရေးကြီးတယ်လားတလားစိတ်ရှည်ရှည်နဲ့ကြိုင်တွယ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့အပြာအစာ အတိုက်ခံတွေကိုပါအောင်မြင်ပြီးတော့ကိုနိုရာကိုလူတွေကိုပြန်ပုံသွင်းပြီးအတုံးချနိုင်တဲ့အစောအစတွေနဲ့ကောင်းမဲ့လာတလာဖြစ်တယ်။ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ရှာတူးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊အထောက်အထားဆောင်ရွက်စာနဲ့ပတ်သက်တဲ့ကိစ္စတွေကဒီ6လပိုင်းထဲမှာတင်းင်းတွေတားပြီးတွေကောင်းမွန်မြန်ဆန်မှုအောင်မြင်မှုတွေရနိုင်တယ်။ပညာရေးနဲ့ပတ်သက်ရင်နိုင်ငံရဲ့ခြားနဲ့ချိတ်ဆက်ထားတဲ့နိုင်ငံရဲ့ခြားပညာရေးကိစ္စတွေကဒီ6လပိုင်းထဲမှာတင်းင်းတွေတားပြီးတွေတော်တော်လေးအကျိုးပေးအားကောင်းလို့နေကြ။ ကိုအပြောင်းလဲဖြစ်စေခြင်းတဲ့ကိစ္စတွေကိုဒီ6လပိုင်းထဲမှာသဘောတူညီချက်တွေရရှိတာကိုကလမ်းပြောင်းနေရဗျအဲလမ်းပြောင်းနေတဲ့ကိစ္စတွေကိုပြန်ပြီးလမ်းကိုရှာတဲ့အခါမှာတေချာရေရတဲ့လမ်းကိုညံပါပါနဲ့တိမြင်နိုင်ခွင့်ရတာနောက်တစ်ချက်ကကိုအပေးယူလို့ရမယ့်ကိစ္စတွေမှာလည်းညံတကွက်တာပြီးအကျိုးရှိတဲ့အပေးယူတွေလုပ်ပြီးတော့အောင်မြင်ခြင်းတွေရရှိတာမျိုးဒီလိုမျိုးကောင်းမွန်တဲ့အပြောင်းလဲကိစ္စမျိုးတွေမှာလည်း6လပိုင်းကတနည်းပေသားမှုအတွက်အားတတယ်ကြကျမအိနဲ့ပတ်သက်ကိုနဲ့မတည့်တဲ့စေအစာဒါမျိုးသတိထားပြီးတော့ ရှောင်ကျင်းဖို့လိုအပ်တဲ့ဆန်စီစေးစားအင်ကာနဲ့ဒါတွေနဲ့ပတ်သက်တဲ့ကိစ္စတွေရှင်းလွန်နေတာတွေပုံသွင်းနေတဲ့တွေရှိနေတဲ့ဆန်စီစေးစားတွေကိုလုံးဝမတုံ့ဆက်တဲ့နယ်လားတလားဖြစ်တယ်ဗျဒီ6လပိုင်းကတနင်္ဂနွေသားမိတွေတော့ကက်အားတာတဲ့လားတလားကိုကျွန်တော်ယူဆတယ်အညာချက်နေနဲ့ဝေပုံမိတတ်တဲ့သဘောရှိတယ်ဝေပုံမိတယ်ဆိုတော့ကိုယ်နဲ့မဆိုင်တဲ့တာဝန်တွေကိုယ့်ဘဝထဲဝင်လာတတ်တဲ့သဘောဝါကိုကြောချင်တာနောက်တစ်ချက်ကဒီ6လပိုင်းမှာကိုယ်အရင်လောဘမကြီးလိုက်နဲ့လောဘကြီးတဲ့အခါမှာ ပိုပြီးပြင်ပန်းနဲ့ညံသက်သလောက်မမြန်တော့ဘဲကြမ်းကြာသွားတတ်တဲ့ဝင်းပိုပြည်ချဲတဘာဝတွေလည်းရှိတတ်တဲ့လာတလာဖြစ်တဲ့ဒီချောလာပိုင်းထဲမှာတနွေသားမိတွေကံညံ့နေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့တော့ကိုရရလှုပ်ချက်နေဆိုရင်မိမိနေရဖျားကြောက်ဆောင်မှာမျက်စွာဖျားကိုတည့်တည့်ငါလုံးကတ်လူပေးခြင်းနဲ့ရရလှုပ်လို့ရတဲ့လာတလာဖြစ်ပါရဲ့ဗျသောလာပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေက လုံငန်းစည်းပွားဆိုင်ရာကြက်တဲမှုတွေ ကြကြမှုတွေဒီအခက်တွေကဒီ6လပိုင်းမသိသိတသာနဲ့ယော်နေပြီးပြောင်းလဲမဲ့လားတလားဖြစ်တယ်ဗျလုံငန်းမဆိုင်ရာနဲ့ပတ်သက်ရင်အတိုက်ခံတွေမှာအောင်မြင်လာမျိုးခေကလာအနေထားအရာလောကကရခက်နေတဲ့ကိစ္စတွေကဒီ6လပိုင်းမှာပြန်ပြီးနန်းပွင့်တဲ့အနေထားမျိုးတွေကောင်းမဲ့အနေထားတွေများတယ်ဒီလာထဲမှာလုပ်ငန်းနဲ့ပတ်သက်အပြိုင်သဘောတွေအကောင်းတယ်ဒီအပြိုင်ဆိုင်တွေကျွန်တော်ခਿੱတမေ့ထားပြီးကိုပေတယ်နဲ့ပဲကိုရှင်းတန်းစေခြင်းနဲ့ကိုလိုအမှာဘဲကိုအကောင်းဆုံးအာရုံစိုက်ပြီးကျွန်တော်လုပ်စေခြင်းလဲတဲ့ငွေချင်းနဲ့ပတ်သက်လာရင် တနသာသမီးတွေဒီ6လပိုင်းတမှာငွေပိုရှာရမဲ့သဘာဝလေးတွေများတယ်တဲ့ငွေချင်းနဲ့ပတ်သက်တဲ့ဒိုအချက်တွေရှိတဲ့အခါတွေများတဲ့အခါမျိုးမှာကိုကငွေကိုပို့ပြီးစူးစမ်းရှာပွေရမဲ့လားလားဖြစ်နေတယ်။ငွေရှာတဲ့နေရာမှာဒီလာထဲမှာမတေချာတဲ့အရာတွေနဲ့တေချာမဲ့အရာတွေဆိုပြီးနှစ်ပိုင်းကွဲရမယ်နေတာရှိတယ်တဲ့။အဲ့တော့ဒီလာထဲမှာမတေချာတဲ့အရာတွေကိုခဏလေးရက်ထားပြီးအချိန်ကုန်မခံဘဲနဲ့တေချာတဲ့အရာတွေကိုပဲအချိန်ပေးစူးစမ်းပြီးတော့ငွေကြီးကိုရှာပွေတင်တဲ့လားလားဖြစ်တယ်။ဒါနဲ့သာသမီတွေထဲမှာရှင်းတော့မတွေးဘဲနဲ့ လောကမလုံတဲ့နဲ့လကဒီ6လပိုင်းဖြစ်နေတယ်ကြလောကရှင်းတော့မတွေးပဲနဲ့စိတ်ထင်တိုင်းလောကမလုံတဲ့အရာတွေကငွေကြေးကိစ္စတွေပါတယ်အခြေအေးကိစ္စတွေပါတယ်အတပ်ပေးပွဲချောင်းနဲ့ပတ်သက်တဲ့ပညာရဲ့ကိစ္စတွေပါတယ်ကြဒီငွေကြေးကိစ္စအခြေအေးကိစ္စအတပ်ပေးပွဲချောင်းပညာရဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းစိတ်ရှိပါအချိန်ပေးပါစိတ်ရှိခြင်းအချိန်ပေးခြင်းကကိုယ့်အတွက်ပဲ ကောင်းကျိုးတွေဖြစ်စေမယ်ဆိုတဲ့သဘာဝကိုလက်ခံထားပါကြ။လူမွေးနဲ့ပတ်သက်ရင်လူမွေးပိုင်းဆိုင်ရာဥခဥဆောင်တဲ့အခန်းကဏ္ဍတွေမှာတင်းနာသားသမီးရဲ့အားကောင်းလို့နဲ့ဒီလာထဲမှာလူမွေးကိစ္စတွေမှာတပိုးတော်ထိုးပေါက်ဖြစ်ကျော်တဲ့အနေအထားတွေမှာလည်းအောင်မြင်မှုတွေရနိုင်ခဲ့ကြ။ဒီလာထဲမှာလူမွေးနဲ့ပတ်သက်ရင်ပြီးတော့ဥဆောင်မဲ့ကဏ္ဍတွေရှိတယ်။ဥဆောင်မှုကလူမွေးရေးနဲ့ဘယ်လိုချိတ်ဆက်လဲဆိုတော့လုပ်ငန်းစီးပွားဆိုင်ရာလူမွေးရေးဥဆောင်မှုတွေဖြစ်နိုင်တယ်။မိသားစုနဲ့ပတ်သက်တဲ့လူမွေးရေးဥဆောင်မှုတွေဖြစ်နိုင်တယ်။လူမွေးရေးကိစ္စတွေမှာဒီလာထဲမှာနှစ်ဦးသားဆက်ဆက်ရေးတွေပေါ့ လူလူချင်းဖြေချဲစာတွေ့ပြီးတော့စကားပြောဆိုတာမျိုးတူးနဲ့တူးချင်း face to face ချင်းကတာမျိုးတွေကလူရေးဆိုင်ရာအောင်မြင်မှုလို့လည်းကြီးကြီးမားမားရနိုင်လာတလာဖြစ်တယ်ကြ။ပညာရေးနဲ့ပတ်သက်ရင်ဒီလားကကိုကဘာပညာလိုချင်တာလဲကိုလိုချင်တဲ့ပညာနဲ့အနည်းဆုံးရှိတဲ့ရက်ဒေတာမှာနေသင့်တဲ့လာတလာဖြစ်တယ်။ဒီလားထဲမှာကိုရဲ့ဉာဏ်မျောမြင်ပိုင်းနေနဲ့ပတ်သက်လာရင်ပိုပြီးတိုးတက်ချင်တယ်ဆိုကိုရဲ့ရှေ့မှာရှေ့ဆောင်လမ်းပြအတွေ့အကြုံရှိတဲ့လူတွေဒါတွေကိုဘလို့သုံးသပ်သွားလဲဒါတွေကိုသူတို့ဘလို့ကိုက်တယ်လားလဲဆိုတော့နီးနာနမူနာယူပြီးတော့ကိုကပြန်လဲပြီးတော့ စာဝဲတဲ့နယ်လာတလာဖြစ်နေတဲ့အတွက်ဒီလာထဲမှာစာဝဲစာတဲ့နယ်ပတ်သက်တဲ့ကိစ္စအထောက်အထားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအောင်မြင်မှုတွေရနိုင်တယ်လားတလားဖြစ်တယ်ဒီလာထဲမှာအပေးယူနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူ့ဘက်ကိုယ့်ဘက်နှစ်ဘက်အခိုင်အမာဖြစ်အောင်အပေးယူလုပ်ပြီးတော့တက်တည်တက်ကြရအစုံနဲ့လှုပ်ဆောင်တဲ့နယ်လာတလာလည်းဖြစ်နေတဲ့အတွက်ခီးသွားလာရေးကိစ္စတွေနဲ့ပတ်သက်အကျိုးများမယ်နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မှုတွေရရှိပဲအပြောဆိုကိစ္စတွေတဲ့နဲ့သာသမီတွေဒီ6လပိုင်းထဲမှာအောင်မြင်မယ်သူဘကိုဘကြည့်ပြီးတော့ညှိနှိုင်းပြောဆိုတတ်တဲ့လူတွေက ူလိုတလို့အစဉ်ပြေကိုလိုအပ်တယ်လို့လည်းအစဉ်ပြေဆိုပြီးတော့နှစ်ဖက်အကျိုးနဲ့ရေရှည်အကျိုးစီးပွားကိုလည်းတည်ဆောက်နိုင်တယ်လားတလားဖြစ်နေတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်အဖေဖာကျမ်းမာရေးကူဆတ်ကိုလိုအပ်တယ်။မိမိကိုယ်တိုင်ဥကောင်းနဲ့ပတ်သက်တဲ့အာရုံကြောင့်နဲ့ပတ်သက်တဲ့ဝေဒနာတွေကူဆတ်ကိုတိုးအပ်တယ်ကြ။ဒီ6လပိုင်းကဒရဏသာသမီးတွေကံအညံ့နဲ့ပြီးတော့ကံအကောင်းဘက်ကိုကူပြောင်းနဲ့လားတလားလို့ကျွန်တော်ယူဆတယ်ကြ။အဲ့လိုကူပြောင်းချိန်ဖြစ်နေတဲ့အခါမှာဒရဏသာသမီးမိမိကိုယ်တိုင်ကမပြင်းမကြီးနဲ့စူးစမ်းတတ်ဖို့လိုရတဲ့ကြ။ ဒီ6လပိုင်းမှာတနက်လာ view တွေခြေတုံချတို့လုတ်မင်းမင်းနဲ့ပြတ်တက်တတဆုံးဖြတ်လောက်ကြိုက်တင်တယ်လာတက်လာလည်းဖြစ်နေတယ်။လူတွေနဲ့ပတ်သက်တဲ့ထိတ်တဲ့အတိုက်ခံမလုပ်ပါနဲ့။တင်းလိုက် short line နဲ့ကိုလိုသလိုပြန်ဆွဲပြီးတော့ကိုလိုရပုံသွင်းနေတဲ့လာတက်လာလည်းဖြစ်နေပါတယ်။အော်ဒီ6လပိုင်းထဲမှာတနက်သားသမီးတွေကံအညံ့နေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့တော့ကိုရရလှုပ်ချင်တယ်ဆိုရင်ဒီလားချင်ဆရာလေးတွေကိုစံနှုတ်စီဘူးနှစ်ဘူးကိုလှုပ်ပေးခြင်းနဲ့ရေရေလှုပ်လို့ရတယ်လာတလားဖြစ်ပါတယ်ဗျ။ဆောလာပိုင်းဆိုတဲ့ကာလမှာ အင်္ဂါသားသမီးတွေကလုပ်ငန်းစီးပွားကိစ္စတွေနဲ့ပတ်သက်ကိုလန်းကိုဖောက်မဲ့ကအတတော်ကြီးကိုကောက်နေတဲ့ဒီလမှာကိုယ့်ရဲ့ကိုပိုင်ဆုံးဖြတ်ချက်ကိုပိုင်အချိန်ကိုပိုင်ဘူးချီဒါရီလောဝအလေးပေးအပြည့်စီအဆုံးရှုံးပခံပါလေလုပ်ငန်းစီးပွားကိစ္စအရေးကြီးတွေလေ face to face နဲ့အူတာထိတ်တိုက်ဆွေးနွေးပြောဆိုခြင်းလीကိုတုံ့ပြန်အောင်တုံးပါဝေချင်းနဲ့ပတ်သက်ရင်ဝန်လန်းနေများလိမ့်အဲ့တော့ဝင်ဝင်များမဲ့လားတလားမှာထွက်ဝေတွေကိုစီစစ်နိုင်မယ်ဆိုရင်ငွေကြေးအဖက်တင်မဲ့လားတလားဖြစ်တယ်ကြာငွေကြေးနဲ့ပတ်သက်တဲ့အလွှဲပြောင်းအပေးယူအမှားမဖြစ်အောင် ဒေသကျူးဆိုင်မဲ့လာတလာဖြစ်တယ်အင်္ဂါသားသမီးတွေပြီးခဲ့တဲ့လတွေပြီးခဲ့တဲ့အချိန်တွေကအဆင်မပြေခဲ့တဲ့ငွေကြေးကိစ္စတွေဒီလာထဲမှာအဆင်ပြေမှုတွေပြန်ရပြီးတော့ငွေကြေးကိစ္စတွေအေးချမ်းနိုင်တဲ့လာတလာဖြစ်နေတယ်ဒီလာထဲမှာအင်္ဂါသားသမီးတွေကကိုယ့်ထက်အင်အားကြီးတဲ့လူပုတ်အချိန်တွေအကြောင်းတရားတွေကြောင့်ဒီအင်အားကြီးတဲ့လူပုတ်ဘိုးဒီအချိန်တွေအကြောင်းတရားတွေကအင်္ဂါသားသမီးတွေအပေါ်ကို ဆောင်စားရတဲ့ကိစ္စလောကကစိတ်မရှိတော့အောင်ဆောင်စားရတဲ့ကိစ္စမျိုးစိတ်ရှုပ်စရာခေါင်းလေးစရာမျိုး affected တွေမျိုးကိုဒီခုန condition နှစ်ခုကလည်းပြန်ပြီးတော့ပေးတာမျိုးရှိတတ်တယ်အဲ့တော့ဒီလာထဲမှာဒီလို condition မျိုးတွေကြုံလာပြီးဆိုစိတ်တို့ဒေါသထွက်လို့မရအောင်စိတ်အေးအေးထားပြီးပြန်လဲကင်လွတ်တက်ဖို့အရေးကြီးတယ်လားတလားဖြစ်နေတယ်ဗျလူတွေကိုသတိထားမယ့်အချက်ကဒီလာထဲမှာတစ်ချက်ပဲရှိတယ်သူတစ်ပါးရဲ့ window ဝင်ဖို့တွေကိုကထမ်းလာတာမျိုးဝင်တော့ဝင်ဖို့ကိုယ့်စီရောက်ရတာမျိုးမဖြစ်အောင်ပြန်ဆိုင်ဖို့တော့တယ် အဲ့ဒါမျိုးမဖြစ်ဖို့ကလည်းဒီ6လပိုင်းတည်းမှာအင်ကာတာတို့နေလူတွေကိုလောကအာမနာပါနဲ့ရင်းဆရာရှိရင်ညင်းပေးပါလေ။ပြည်အိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအင်ကာတာတို့ရဲ့ ion size ကနှစ်ခုနှစ်ပတ်ဖြစ်နေတတ်တယ်။ဒီလိုမျိုးနှစ်ခုနှစ်ပတ်ဖြစ်နေတဲ့ ion size တွေကိုထိမ့်သိမ့်နိုင်တဲ့အခါမျိုးမှာမိမိရဲ့ပြည်အိုင်းရည်ရွယ်ချက်တွေအောင်မြင်နိုင်တဲ့လာတာလည်းဖြစ်အပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စအပြောင်းလဲနဲ့ပတ်သက်တဲ့ကိစ္စတွားရည်လာရေးကိစ္စတွေမှာဝကြီးအသုံးပြုဖို့များနိုင်တဲ့လာတာဖြစ်တဲ့အတမိုးဝဲချောင်း နဲ့ပတ်သက်တဲ့အပြောဆိုတွေအသွေးအနှာရေးကိစ္စတွေပါလဲအောင်မြင်မဲ့လဒနာတွေဖြစ်နေတာကျမရင်းနဲ့ပတ်သက်ရင်စိတ်ပြိုလို့ကိုမှုတဲ့သဘောရှိတဲ့လဒနာဖြစ်တဲ့စိတ်ချမ်းသာအောင်နေတတ်ဖို့လိုတယ်စီးနဲ့ပတ်သက်တဲ့ဝေဒနာတွေဖြစ်လာတဲ့တော့အင်္ဂါသားသမီးတွေဒီ6လပိုင်းတွေမှာပြီးဆက်ရမယ်ဒီလကညံသွားပြီးညံကစားရတဲ့လဒလပြအင်္ဂါသစအော်ကိုဖြစ်ချင်တာကိုညံနဲ့ရှင်ပြီးကစားမယ်လတာဖြစ်မိမိတဲ့အင်အားကြီးတဲ့အင်အားတာတယ်ဆိုတဲ့အရာတွေကမှညံနဲ့ပြန်ပြီးအနိုင်ပွေးရတဲ့လဒလဖြစ်တဲ့ အဲဒီ6လပိုင်းတည်းမှာအင်္ဂါသားမိတွေကံညက်တွေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့ရရပြုလုပ်ခြင်းတွေဆိုမိမိနေရဖျားကြောက်စာကိုမကြကနတရှင်ရေးပြုလုပ်ပေးခြင်းနဲ့ရရပြုလုပ်ရလာသလားဖြစ်ပါရဲ့ဗျ6လပိုင်းဆိုတဲ့ကာလမှာဘဝူသားမိရာဟူသားမိတွေကစားရစားတဲ့ကိစ္စအထောက်အထားခိုင်မာမှုကိစ္စတွေနဲ့ပတ်သက်ရင်အခြေယူပြီးစိုးဖြက်လုပ်ကိုင်တဲ့နယ်လာသလားဖြစ်တယ်ဗျဒီလောက်ကလုပ်ငန်းစည်းဝါးကိစ္စတွေနဲ့ပတ်သက်ရင်ဘဝူသားမိရာဟူသားမိတွေကအတွေ့အကြုံကလုပ်ငန်းစည်းပေါ်အဓိကမောင်းနေမဲ့လာသလားဖြစ်တယ် ကိုကအတွေ့အကြုံအားကောင်းတဲ့ဗော်ဒူသားပြီးရဟူသားမီဒီယာဖြစ်ပြီးဆိုရင်ဒီလကအဆင်ပြေမှု၏ဘုံမဲမဆိုင် ရမယ်လားတာဖြစ်ဝေကျင်းနဲ့ပတ်သက်ရင်ကံကောင်းမဲ့လားတလားပါကိုလုံးနေကြ၊ဂိုင်းနေကြအရာတွေကနေအကျိုးမြတ်တွေပိုရမယ်လားတလားဖြစ်တယ်ကြအရင်ကအကျိုးမြတ်နေခဲ့တဲ့အပိုင်းတွေမှာလည်းအကျိုးမြတ်တွေပြန်ပြီးပေါ်နိုင်တဲ့လားတလားလည်းဖြစ်တယ်ဝေကျင်းနဲ့ပတ်သက်ရင်လည်း6လပိုင်းထဲမှာဘုံလူသားမီရဟူသားမီအတွေ့အကြုံကတော်တော်လေးစကားပြောမှထင်တယ်ကြစိတ်ဆိုးစရာဒေါသထွက်စရာတွေကိုကင်တွယ်တဲ့အခါမှာဘောလူသားမီရဟူသားမီတွေတည်တည်တတ်တတ်ပညာပါပြီးတော့ ဒေါသအမျက်တွေကိုချုပ်ထိန်ပြီးတော့အကျိုးမြတ်ကိုရအောင်ပြောင်းကင်ပြတ်ဖို့အရေးကြီးတယ်လားတလားတင်တယ်။ဒီလာထဲမှာဗိုလ်ဖျားမိရအောင်သားမိတွေကိုယ့်ရဲ့စိတ်ကြည်နေမှုအေးချမ်းမှုကိုလောကအထီးကမခံပါနဲ့။ဒီလာကစိတ်ဆောင်ရင်စိတ်ကြည်နေပြီဆိုအရာအလုံးပြီးမြောက်အောင်မြင်မယ်လားတလားဖြစ်ပါတယ်။ရအောင်လည်းဖန်တီးနိုင်စွမ်းတွေရှိတယ်လားတလားဖြစ်ပါတယ်။လူများကြီးနဲ့ဆက်ဆံရမယ်လားတလားလည်းဖြစ်နေတယ်။ကိုယ်နဲ့ဆက်ဆံရမယ်လူတွေအကြောင်းကိုတိအောင်လေ့လာပြီးတော့ကိုယ့်ဘက်ကတုံးကထားတဲ့ပုံနဲ့လိုအပ်တဲ့လားတလားဖြစ်တယ်။ ဒီလာထဲမှာဗုံမျိုးသားမိအောင်သားမိတွေလူတွေကိုတွမ်းမို့ဖို့မကြိုးစားပါနဲ့သူတို့ဖြစ်ချင်တာတွေအခြေပေးနားထောင်ပြီးတော့သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီးလိုအပ်တာကိုဆောင်ရွက်ဖို့လိုအပ်တဲ့လာတလာဖြစ်ပါတယ်။နိုင်ငံရေးချားနဲ့ဆက်ဆံနေတဲ့ပညာရေးကိစ္စတွေမှာကံအားနေတယ်။ဒီ6လပိုင်းထဲမှာဗုံမျိုးသားမိအောင်သားမိတွေကြောင်းကြောင်းတဲ့ကိစ္စတွေတင်ဟိုးပြောင်းတဲ့ကိစ္စတွေအခြေခံလိုအပ်ချက်အပြောင်းတဲ့ကိစ္စတွေများတက်တဲ့လာတလာဖြစ်တယ်။ဝင်နေပတ်သက်ပြီးတော့စကားပြောတဲ့အခါမှာဝေကြီးကိစ္စစကားတိတိလေးအားစကယူဆိုင်ပါ။ အားနာသမှုနဲ့အလွယ်တကူလိုက်ရောတာမျိုးကိုဒီ6လပိုင်းထဲမှာဗောလူသားမိရောက်သားမှုတွေရှာဖို့လိုအပ်ပါတယ်အပေးယူကိစ္စတွေမှာဂျားကစကားတွေကြောင့်ဒီအပေးယူတွေပြက်လွယ်တက်ပါတယ်အပေးယူကိစ္စတွေပြောတဲ့အခါမှာစိတ်ကိုတော်တော်ကြီးကိုရှေ့ပြီးပြောတတ်ဖို့အရေးကြီးတယ်လားတလားဖြစ်ပါတယ်ကျမအင်းနဲ့ပတ်သက်ရင်စိတ်ညံလက်ညံလုံးတတ်တဲ့ဗိုလ်ဦးသားမိရာဦးသားမိတွေဒီ6လပိုင်းထဲမှာထိခိုက်ဒဏ်ရာတွေရလွယ်တတ်ပါတယ်။ဗိုလ်ဦးသားမိရာဦးသားမိတွေရဲ့မိသားစုမှာတက်ကြီးကျွယ်ဦးတွေရှိတယ်ဆိုရင်သူတို့ရဲ့ကျမယူပြီးဆိုင်ကိုလိုပါတယ်။သူတို့ကို အစားအစာတွေကျွေးတဲ့အခါမှာသူတို့နဲ့တဲ့မတဲ့ဆိုတာတေချာစဉ်းစားပြီးမှကျွေးတဲ့နယ်လားတလားဖြစ်ပါလေ။အဲ့တော့ဒီ6လပိုင်းကဘလူးသားပြည်ရောင်သားမိတွေကစိတ်ညံ့လွန်းလို့ဖြစ်လာတဲ့ကိစ္စနောက်ဆက်ပဲဆိုတို့လေညရဲစိတ်ညံ့လွန်းလို့ဖြစ်တဲ့ဒဏ်ကြီးတွေအပြစ်အစီဆုံးရှုံးမှုတွေစိတ်ရှုပ်မှုကုန်ဓာရီမဖြစ်ချင်ဘူးဆိုရင်စိတ်ကိုထိန်းဖို့လိုအပ်တယ်လားတလားဖြစ်တယ်။အော်ဒီ6လပိုင်းထဲမှာဘလူးသားပြည်ရောင်သားမိတွေ ကံညက်နေကင်းဝဲစေဖို့ကံကောင်းချက်တွေရရှိစေဖို့တော့ရေရေလှုပ်ချင်တယ်ဆိုရင်ဒူတွေကိုအကျိုးရှိစေမဲ့အလှူတန်းတွေကိုလုပ်ပါနောက်တစ်ချက်ကရေနေတတ္တဝါတွေကိုအစာကျွေးခြင်းနဲ့ရေရေလှုပ်လို့ရတယ်လားတလားဖြစ်ပါရဲ့ဗျခြေလပိုင်းဆိုတဲ့ကာလမှာဂျာသာပရိသတ်သမီးတွေကအောင်မြင်မှုတွေရဖို့အတွက်ကိုရင်းချက်တဲ့အတွေ့အကြုံတွေကိုယ့်ရဲ့ join စီမှုတွေကိုပေါ်ပေါက်အသုံးချဖို့လိုအပ်တယ်ဗျ။ဒီလာထဲမှာဂျာသာပရိသတ်သမီးတွေတတိထားမဲ့ကိစ္စလေးတွေရှိတယ်။လွယ်လွယ်ကူကူအာမခံတာမျိုးလွယ်လွယ်ကူကူ ဇာပြောတာမျိုးတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့သတိထားဖို့တူအပ်တယ်နောက်တစ်ချက်ကအဲဒီသတိထားမယ့်အချက်နေနဲ့ကိုကဒီလာထဲမှာကိုယ့်ရဲ့ဆုံးခဲ့ချက်တိုင်းဆုံးဖြတ်ထားတယ်မှာကိုယ့်အတွက်ကောင်းကျိုးဆိုးကျိုး affected နှစ်ပါဖြစ်နေတတ်တယ်ဆိုတော့လည်းဒီမဆိုင်ပြလို့ရတယ်ဒီဂျာတာပရိတန်းမီတွေဒီ6လပိုင်းမှာကိုယ့်ရဲ့တင်းငယ်တဲ့ဒေါသတေးသေးသေးရနဲ့ကြီးမားတဲ့ big card တွေကိုဖြစ်စေတတ်တယ်ဆိုတော့လည်းဒီ site ကိုလို့ရတယ်အဲအကြောင်းဒေါသကိုတော်တော်လေးလုံအောင်ဖိတ်တတ်ဖို့လိုရတယ်တဲ့စီမံဝင်ခြင်းနဲ့ပတ်သက်ရင်6လပိုင်းမှာအဝေးတွေကဂျာတာပရိတန်းမီတွေ အာယုံဝဆိုင်ပါနဲ့လက်တော်တော်6လပိုင်းကိစ္စတွေကိုပဲအာယုံဆိုင်ပါတခုဆိုတခုကောင်းကောင်းအာယုံဆိုင်နိုင်လေလေလုံငန်းစည်းပွားတွေတိုးတက်ပြီးငွေကြေးကိစ္စတွေပို့အဆင်ပြေပြေလေလေဖြစ်တဲ့သဘာဝတွေရှိနေတယ်လားတလားဖြစ်တယ်။အစိမ်းအောင်ရင်းနဲ့ပတ်သက်ရင်ဒီလာထဲမှာအခြေအနေကိစ္စအင်တော်ကိစ္စတွေက80ချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအရန်ကိုကောင်းလေတဲ့။အခြေအနေအင်တော်ရင်းနဲ့ပတ်သက်လို့အောင်မြင်မှုတွေငြိမ်းချမ်းမှုတွေရနိုင်လားတလားလည်းဖြစ်တယ်။ တောင်းလက်တောက်ဒူးနဲ့ဒူးယုံကြည်မှုတွေနားလည်မှုတွေတိစောက်တဲ့အခါမှာလည်းဒီ6လပိုင်းထဲမှာဂျာတာပရိသတ်သမီးတို့တော်တော်လေးကိုကောင်းမွန်တဲ့ဆက်ဆက်ရေးတစ်ခုကိုတိစောက်နိုင်စွမ်းလေးရှိတယ်တာ။လူမှုရေးနဲ့ပတ်သက်ရင်ဒီ6လပိုင်းမှာမြစ်တာပေးလို့မြစ်တာယူတဲ့နေရာတော်တော်လေးကောင်းတယ်။လူမှုရေးနဲ့ပတ်သက်တဲ့ပွင့်ပြိုးတိုးတက်မှုတွေဥစားမှုအခမ်းကဏ္ဍတွေမှာလည်းဂျာတာပရိသတ်သမီးတို့တော်တော်လေးကောင်းတယ်ကြ။ဒီလာထဲမှာအမာကြီးအမိရာကိစ္စမျိုးတွေအဲမြစ်တာပေးလို့မြစ်တာယူပြီးတော့မြစ်တာနဲ့မြစ်တာ ပြန်ပြီးပေါင်းဆက်တဲ့ကိစ္စမျိုးတွေမှာလည်းလူမှုရေးခန့်ခန့်တိုင်းမှာတော်တော်လေးကောင်းနေတဲ့အနေအထားတွေရှိတယ်လားပညာရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့စွမ်းရည်ပေါ့ကိုကဘာကိုကျွမ်းကျင်လဲအဲကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးပညာရေးကိစ္စတွေကိုချိုးစားတဲ့အခါမှာအောင်မြင်မှုတွေရနိုင်တယ်အထူးသဖြင့်ဂျာတာပရိသတ်မှုတွေဒီ6လပိုင်းထဲမှာပညာရေးကိစ္စတွေပြီးခဲ့တဲ့လပြီးခဲ့တဲ့လတွေကကြန့်ကြာခဲ့တာတွေအဆင်မပြေခဲ့တာတွေရှိတယ်ဆိုဒီ6လပိုင်းလာစားရဲစားတဲ့တော့လကောက်သွားရေးလိုက်ကိစ္စတော့လကောက်အပွင့်လန်းခွေကိစ္စတော့လကောက်နောက်ဆုံးပညာရေးအတွက်လိုအပ်တဲ့ငွေကြေးကိစ္စတွေတော့လကောက်ဒါတွေအောင်မြင်နိုင်တဲ့အလီခါတွေများတယ်လေ ကျမအေးနဲ့ပတ်သက်လာရင်ဒီ6လပိုင်းတည်းမှာပို့ဖို့ကိုကျမအေးဂယူးမဆိုင်လို့ညံ့တတ်တဲ့ကျမအေးအညံ့တွေများတတ်တယ်။နောက်တစ်ချက်ကကိုယ့်ရဲ့မိသားစုထဲမှာကျမအေးညံ့နေလို့ကူးတာနေတဲ့သူတွေရှိတယ်ဆိုတော့သူ့ရဲ့ကူးတာမှုတွေထိရောက်ပြီးအောင်မြင်နိုင်တဲ့အနေအထားတွေလည်းများတယ်လားသာဖြစ်တယ်။ဥကျွန်တော်ဟောတဲ့လောက်မှာဂျာသာဘေးသားသမီးကျွန်တော်အကောအကောင်းနေပြီပြောနေတယ်လို့ကိုယ်စံလို့တော့ဖြစ်နေတယ်ဗျ။ကျွန်တော်အနေနဲ့မှာဂျာသာဘေးသားသမီးတွေကဒီသားထဲမှာအေးအေးချမ်းချမ်းလေးနဲ့စိတ်ချမ်းသာလက်ချမ်းသာလေးနေပြီးတော့ကိုဖြစ်ချင်တာကိုတစ်ခုဆိုတစ်ခုအာရုံစိုက်ပြီးတော့စူးစမ်းမယ်ဆိုရင် ။ရာသေးရဟိုက်တာကောင်းတဲ့ကောင်းထိုက်တာအကုန်ကောင်းလာနိုင်တဲ့တဘာဝကြီးလို့နဲ့ပြ။အော်ဒီချောလာပိုင်းထဲမှာကံကြမ်းတွေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့အတွက်ကိုဂျာတာပရိသတ်မျိုးတွေရေရေပြုလုပ်ခြင်းနဲ့ဆိုရင်မိမိနေရဖျားเจ้าဆောင်မှာသမင်းကိုစီစမ်းပြီးတော့ကတ်တူပေးခြင်းနဲ့ရေရေပြုလုပ်လို့ရတယ်သန္တာဖြစ်ပါရဲ့ရ။ချောင်းလာပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေကအောင်မြင်မှုတွေကြီးကြီးမားမားရရှိစေဖို့အတွက်ဆိုဒီလားနှုတ်ချဖို့လိုအပ်တယ်ဗျ။တစ်ချိန်ကပျက်စီးခဲ့တဲ့ဆုံးရှုံးခဲ့တဲ့ဆိုတဲ့အရာတွေကိုအစားထိုးပြန်ရနိုင်တဲ့ကောင်းဆိုးတွေရှိရဲ့ ီလိုကောင်းကျိုးတွေရနိုင်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မျှော်လင့်ချက်ယုံကြည်ချက်တွေကိုရှေ့ဆက်ပြီးတော့မျှော်လင့်ချက်အားကောင်းကောင်းနဲ့ရှေ့ဆက်ဖို့အရေးကြီးတယ်လားတလားဖြစ်တည်ထားမယ့်အချက်ဒီလကနှုတ်ကြောင့်သေးလက်ကြောင့်သေးဆိုတဲ့အနေအထားမျိုးရှိတယ်ကိုယ့်နှုတ်ကထွက်လိုက်တဲ့ဇကာနှုတ်ထွက်ဇကာတွေဆားရဆားတမ်းလက်မှတ်ထိုးပြီးတော့စာချုပ်ထိုးတာဆိုတော့ပိုခံတဲ့သဘောပဲရှိပြီးတော့ကိုယ့်ရဲ့နှုတ်ထွက်ဇကာတွေကိုတော်တော်လေးတည်ယူဆိုင်ပြီးမှပြောပါဆိုပါကြ လုပ်ငန်းစီးပွားငွေကြေးနဲ့ပတ်သက်ရင်ဒီ6လပိုင်းနဲ့မှာတောက်ကြသားမိတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုနောက်ဆုံးအစင်တို့ရည်မှန်းချက်တွေပြေဝတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တစ်ခုကနေပြီးတော့နောက်ထပ်တစ်ခုကိုကိုးပြောင်းပြီးအောင်မြင်မှုရတာမျိုးလို့ဒီလိုမျိုးကောင်းကျိုးတွေများတယ်ကြ။ကိုးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့အကောင့်ထဲပွားမဲ့ကိစ္စတွေမှာလည်းရှစ်ဆက်တိုးပြီးတော့လုံနိုင်လိမ့်မယ်။ရန်တင်းရွေအဆက်အသွယ်တွေကြောင့်လုပ်ငန်းစီးပွားငွေကြေးကိစ္စတွေကောင်းမွန်တည်တာလာပြီးတော့ ို့ပြီးတော့အဆင်ပြေတဲ့ဘဝကိုရနိုင်တဲ့အနေအထားတွေများတယ်ဗျ။အခြေအနေတော်ရင်းနဲ့ပတ်သက်လာရင်ဒီ6လပိုင်းထဲမှာတောင်းကြသားသမီးတွေကသူနဲ့တူစာနာနားလည်တတ်ဖို့လိုအပ်တယ်ဗျ။နောက်တစ်ချက်ကအအပြစ်မြင်စရာမိုးစရာညင်ွက်တွေကိုခဏလေးဖျောက်ထားပြီးတော့နည်းနည်းလေးကိုယ့်ဘက်ကဆက်လျှော့ပြီးတော့ဆက်ဆံပြီးတတ်ဖို့လိုအပ်တယ်ဗျ။ဒီကာလကအချင်းမြတ္တာရဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်မိုးကွက်တွေကိုလိုက်ပြီးရှာနေသေးရတော့ပို့ပြီးတော့အိမ်တော်ကြီးကိစ္စတွေက အခြေအကိစ္စတွေကစိတ်ညစ်စရာလေးများလာနိုင်တဲ့သဘောဝရရှိတယ်။လူမှုရေးနဲ့ပတ်သက်လာရင်ဒီလထဲမှာခုခုကိုပြန်ပြီးနားလည်ဖို့လိုအပ်တယ်။ဒီလကတောက်ကြသားသမီးတွေကိုကတကိုယ်တည်းနေလိုစိတ်တွေအာဒူရင်းနဲ့အများကြီးရောထွေးပြီးနေခြင်းစိတ်တွေနဲတာမျိုးတွေဖြစ်တတ်တယ်အတွက်ပြောမယ်ဆိုရင်ဒီလကတောက်ကြသားသမီးတွေလူမှုရေးနဲ့ပတ်သက်နည်းနည်းလေးညံ့တဲ့သဘောဝလေးများတယ်ဗျ။ကိုနဲ့အတွေးခေါ်ခံယူချက်အစိမ်းမကတ်တဲ့သူတွေများတယ်။ဒီလိုလူတွေနဲ့ တွေးရလေဒီကိုတယောက်တည်းဒီလိုစိတ်ကြီးပုံများလာလေဒီပုံတန်တွေးတွေဖြစ်တယ်လေပညာရေးနဲ့ပတ်သက်ကိုယ့်ရဲ့ပညာရေးဆိုင်ရာကိစ္စတွေပေါ်မှာစူးစမ်းလို့ရတဲ့စိတ်ခွန်အားတွေတော်တော်ကောင်းလာတဲ့အဲ့ခွန်အားကိုအသုံးပြုပြီးစူးစမ်းတဲ့အခါမှာစိတ်ဆောင်လို့အရာတိုင်းပြည့်မြောက်အောင်မြင်တဲ့အနေအထားမျိုးတွေရှိတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီလကနံပါတ်၁စိတ်ပိုင်းဆိုင်ရာခံစားချက်စိတ်ကျမ်းမာရေးကိုကျွန်တော်ပြုစိုက်စေခြင်းနဲ့နောက်တစ်ချက်ကဒီလတဲ့မှာကျမ်းမာရေးခြူစားတဲ့အခါမျိုးတွေ နည်းနည်းလေးဖြစ်လာတတ်တယ်အဲ့လိုကျမ်းမာရေးချူကြတဲ့အခါမှာကျမ်းမာရေးကုသမှုစရိတ်တော့ကိုကြေးကုန်ကြအောင်မျိုးတွေများတတ်တယ်လာတလာဖြစ်တယ်အဲ့တော့တောက်ကြသားသမီးတွေဒီ6လပိုင်းတည်းမှာကံညက်နေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့အတွက်ရေရရလုပ်ချင်တယ်ဆိုရင်အချိုရေရတာရှိတယ်စားတော့ဖွယ်ရပေါ့အဲ့ကြံတကာဖြစ်လဲကောင်းလဲထညက်ဖြစ်လဲကောင်းလဲဒါမှမဟုတ်လဲကျန်တဲ့ချိုရေရတာရှိတဲ့စားတော့ဖွယ်ရတခုခုမိမိနေရဖျားเจ้าဆောင်မှာလက်စွာပြောက်ကတ်လူပေးခြင်းနဲ့ကံညက်နေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့အတွက်ကိုရေရရလုပ်လို့ရတယ်လာတလာဖြစ်ပါတယ်တာ ချောလာပိုင်ဆိုတဲ့ကာလမှာစနေသားသီးတွေကကိုယ့်ရဲ့သိမှုတတ်မှုအတတ်ပညာတွေကိုကောင်းကောင်းသုံးချတတ်ဖို့လိုအပ်တယ်ကြ။ကိုဒီလာထဲမှာပညာပါပါနဲ့ဆောင်ရွက်သမျှတွေအားလုံးကအောင်မြင်မှုတွေရနိုင်မဲ့လားတလားဖြစ်တယ်ကြ။တတိထားမဲ့အချက်နေနဲ့ကကိုမသိတာတွေကိုအသိလုပ်ပြီးထင်ရရမ်းလို့လို့မရဘူး။အစီအစဉ်မရှိဘဲနဲ့စိတ်ကူးရလို့ထလောက်တာမျိုးဆိုတာမျိုးတွေကိုအဓိကရှောင်တဲ့နယ်လားတလားဖြစ်တယ်။လုပ်ငန်းစီးပွားငွေကြေးကိစ္စနဲ့ပတ်သက်ရင်ခက်ခါလာအနေထားရအချိန်ကာလပြောင်းလဲနေတဲ့အပြောင်းအလဲတွေကိုလက်ခံပြီးတော့အဟောင်းတွေကိုစွန့်ပြီးအသက်တွေနဲ့ရှေ့ဆက်မဲ့လားတလားဖြစ်တယ်။ ပြောင်းလဲခြင်းနိုင်ပြောင်းလဲခြင်းနိုင်နေပြီးစနေသားသပိတွေအကျိုးမြတ်ကိုရနိုင်နေလားတလားဖြစ်တယ်။ဤနိုင်ဆွေးနွေးမှုတွေနဲ့ပတ်သက်လာရင်တရားတရားဆောင်ရဲတိုင်တည်း၍ကိုဘကအောင်မြင်မှုနဲ့အကျိုးစီးပွားတွေတိုးတက်နိုင်မလားတလားဖြစ်တယ်ဗျ။အပြည့်အစင်းနဲ့အနှုတ်သဘောဆောင်တဲ့ကိစ္စတွေကိုကိုဘကစပြီးလုပ်တာမျိုးပြောတာမျိုးမဖြစ်အောင်လုပ်ငန်းစီးပွားငွေကြေးကိစ္စတွေမှာဂရုစိုက်ဖို့လိုရလားတလားဖြစ်တယ်ဗျ။အခြေအကိစ္စမြစ်တိုင်ရဲ့ကိစ္စတွေနဲ့ပတ်သက်ရင်ဒီလကနည်းနည်းလေးစိတ်ပင်ပန်းမှုအိမ်တော်ရေးရာ စိတ်ပင်ပန်းမှုအခြေအရာစိတ်ပင်ပန်းမှုတွေများတတ်တဲ့သဘောပါရှိရတယ်။အဲဒီစိတ်ပင်ပန်းမှုတွေကလည်း flow ချက်တွေတယောက်နဲ့တယောက်စိတ်သဘောထားမရှင်းလဲမှုတွေကလည်းဖြစ်နိုင်တဲ့သဘောပါရှိရတယ်။ဒါကြောင့်အခြေအိမ်တော်ကြီးကိစ္စတွေကိုဒီ6လပိုင်းမှာနည်းနည်းလေး cue ဆက်ကိုလိုတဲ့လာတလာတက်တယ်ကြ။လူမှုရေးနဲ့ပတ်သက်လာရင်ဆက်ဆံရခက်ခဲတဲ့သူတွေကိုအောင်နိုင်မှုတွေရလိမ့်မယ်။လူမှုရေးနဲ့ပတ်သက်ရင်တစ်ဖက်ကပြောတဲ့စကားတွေကိုအချိန်ပေးပြီးနားထောင်ပြီးတော့မှ ကိုပြောချင်တာကိုပြန်ပြီးတိတိကျကျတုတ်ပြန်တဲ့အခါမှာလူမှုဆက်ဆံရေးမှာပို့ပြီးအောင်မြင်မှုတွေရနိုင်တယ်။နောက်တစ်ချက်ကဒီလကစနေသားမီလူမှုဆက်ဆံရေးနဲ့ပတ်သက်ရင် area တဲ့နင်းပြအသစ်တွေကိုချက်ထွင်လို့ကောင်းတဲ့လာတက်လာတဲ့အဖြစ်နေတယ်။ပညာရေးနဲ့ပတ်သက်အခွင့်အရေးကောင်းတွေရလိမ့်မယ်။အဲရလာတဲ့အခွင့်အရေးကောင်းစနေသားမီတွေအမီးရစုပ်ကင်နိုင်မယ်ဆိုရင်အဲ့ဒီအခွင့်အရေးကနေတစဉ်ကိုယ့်အတွက်ရှေ့လာမယ့်အနာဂတ်ကာလမှာပိုကောင်းတဲ့ပညာရေးနှမ်းချောင်းကိုပေးတဲ့အခွင့်အရေးကို မြင်ရမယ်လတ်တလာဖြစ်တယ်တဲ့ကျမကြီးနဲ့ပတ်သက်ရင်ဒီလာထဲမှာကြားနာနဲ့ပတ်သက်တာသွေးတက်ကြမမှန်တာသွေးဖိအားများတာကြောနဲ့ပတ်သက်တာနှောက်ကြောနဲ့ပတ်သက်တဲ့နေရာမှာကြီးကောင်းနဲ့ပတ်သက်တဲ့ဝေဒနာဒါမျိုးလေးတွေရှိတဲ့စနေသားမိသားစု view site ဖို့လိုအပ်တဲ့တဲ့ကျမကြီးနဲ့ပတ်သက်ရင်ဒီလာကကျမကြီးအရင်ကောင်းနေတဲ့အမြင်မျိုးလည်းမဟုတ်ဘူးအရင်ဆိုးနေတဲ့အမြင်မျိုးလည်းမဟုတ်ဘူးကြာကျမကြီးကိုက view design နဲ့စားတဲ့နာစားတော့တဲ့နာစားစေဝါနှိဝဲမှုဒါမျိုးတွေလုံးမဲ့ဆိုရင်ကျမကြီးနဲ့ပတ်သက်ပြီးတော်တော်လေးကောင်းနိုင်တယ်လားတလားဖြစ်တယ်ကြာ အဲ့တော့စနေသားသမီးတွေဒီ6လပိုင်းထဲမှာအကန့်ညက်နေကင်းဝေးစေဖို့ကံကောင်းခြင်းတွေရရှိစေဖို့ရည်ရွယ်အားလုပ်ချင်တဲ့ဆိုရင်မိမိနေရဖျားချောင်းဆောင်မှာမြတ်စွာဘုရားကိုတည်တည်နဲ့ထိုးထားရရှုလို့မျိုးကတ်လူပေးခြင်းနဲ့ရည်ရွယ်လုပ်လို့ရတယ်လားတလားဖြစ်ပါတယ်အကြ။